အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ Trump အစိုးရအဖွဲ့ကနေ Elon Musk နှုတ်ထွက်ကြောင်း သိရပါတယ်။အငင်းပွားကိစ္စရပ်တွေဆုံးသက်ချိန်တန်ပြီလို့သိရပါတယ်။ဘီလီယနာတတိယကြီးတူလည်းဖြစ် Tesla နဲ့ SpaceX တို့ရဲ့ CEO တူလည်းဖြစ်တယ်။ Elon Musk ကတော့ American သမ္မတ Donald Trump အစိုးရဖွဲ့ကောင်းနေနှုတ်ထွက်မယ်လို့ကြေညာခဲ့ပါတယ်။သူဦးဆောင်ခဲ့တဲ့အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန DOGE ကနေပါနှုတ်ထွက်မှာဖြစ်တယ်လို့ Trump ကိုယ်တိုင်လက်မှတ်ထိုးခန့်အပ်ထားတဲ့အထူးအစိုးရဝန်ထမ်းယာတုကနေနှုတ်ထွက်မှာလည်းဖြစ်ပါတယ်။ Federal Agency တွေပေါ် အငင်းပွားပွဲဘာနာရေးဖျက်တောက်မှုတွေကိုအီလူမတ်ဥဆောင်တဲ့ DOG ဌာနကလုံဆောင်ခဲ့တာကြောင့် Federal Agency အများပြားလုံငန်းရက်တက်နှောင့်နေခဲ့ရတာတွေရှိခဲ့ပေမဲ့ကြီးမားတဲ့အကျိုးရလဒ်တော့ထွက်ပေါ်လာတာမျိုးမရှိခဲ့ပါဘူး DOG ဌာနအကြီးအကဲကနေထွက်ခွာဖို့ပြင်ဆင်မှုတွေကိုပုတ်ထူးနဲ့ညပိုင်းမှာလုံဆောင်နေပြီဖြစ်တယ်လို့အီလူမတ်က သူ့ကိုယ်ပိုင်လူမှုကွန်ရက် X Twitter မှာရေးတင်ထားသလိုအင်ဖြူတော့ကလည်း writer သတင်းဌာနကိုအတည်ပြုထားပါဗျ။မှုကွန်ရက် X မှာရေးထားတဲ့ Elon Musk ရဲ့ post မှာ DOG ရဲ့အကြီးအကဲဖြစ်သူ့ကိုအထူးအဆိုးရဝန်ထမ်းဖြစ်ခံခဲ့မှုတွေသမ္မတ Trump ကိုကျေးဇူးတင်ကြောင်းလဲရေးသားခဲ့ပါသေးတယ်။ American သမ္မတဒါမှမဟုတ်ထွတ်တော်ရဲ့အထူးတာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ကာလတူအထူးအဆိုးရဝန်ထမ်းခန့်အပ်မှုကို American ထွတ်တော်က1962ခုနှစ်မှာအတည်ပြုထားခဲ့တာလည်းဖြစ်ပါတယ်။ အထူးအစိုးရဝန်ထမ်းအဖြစ်ရက်ပေါင်း130မပြည့်မီနှစ်ရက်အလိုမှာအီလူမတ်စ်ကရာထူးကနှုတ်ထွက်ကြောင်းသူ့ရဲ့လူမှုကွန်ရက်မှာကြေညာခဲ့တာဖြစ်ပြီးသူနှုတ်ထွက်ကြောင်းမကြေညာခင်တမရထရမ့်အစိုးရအဖွဲ့ရုံးကိုတင်ပြခဲ့တာမျိုးမရှိခဲ့ဘူးလို့အင်ဖြူရောသတင်းရင်းမြစ်ကရိုက်တာသတင်းဌာနကိုပြောပါတယ်သမ္မတထရမ့်အစိုးရအဖွဲ့ကိုကြိုတင်မတင်ပြပဲအခုလိုနှုတ်ထွက်ကြောင်းရေးသားခဲ့တဲ့ Elon Musk ရဲ့လိုရက်ဟာသူ့ကိုယ်သူထိပ်ပိုင်ဝန်ထမ်းတဦးရဲ့ပုံစံပြသနေတယ်လို့ဖြစ်နေတယ်လို့ Impudor သတင်းရင်းမြစ်ကဖြည့်ဆွပြောပါတယ်။ Federal Agency တွေကိုထောက်ပံ့နေတဲ့ဘာနာငွေ 2ထရီလီယံအထိဖျက်တောက်ပြီးမလိုအပ်တဲ့အသုံးစရိတ်တွေကိုချိန်တာမယ်လို့အီလွန်မတ်စ်ကပြောဆိုခဲ့ပြီးမဲ့လက်ရှိအချိန်အထိ195ဘီလီယံဒါလာဘဏ္ဍာရေးဖျက်တောက်မှုတွေလှုပ်ဆောင်နေပါသေးတယ်။စစ်ကောင်စီကအပြစ်ရကျညာပြီးတနင်္ဂနွေလုံးလေကြောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လေ။တိုင်းရင်းသားလက်နက်ကင်ညာယာယီအပြစ်ရထားပေးရန်မရောက်နိုင်ကပြောပြပါမှာတယ်။အကြမ်းဖက်စစ်ကောင်စီက အပြည့်အကျင်ညာပြီးတနင်္ဂနွေလုံးလေကြောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လေတိုင်းသားလက်နက်ကန်များအနေဖြင့်ယာယီအပြည့်ရထားပေးရန်အချမ်းပဲစကောင်းဆောင်မရောက်နိုင်ကပြောဆိုပါရယ်မြန်မာနိုင်ငံပြည်တော်တွင်ပြုလို့ဒီငလင်ဘေးအတွက်အလှငွေပေးရပွဲခါနာတွင်၎င်းကအထက်ပါတိုင်းပြောဆိုလာခြင်းဖြစ်ပါရယ်ငလင်ဘေးပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီကဧပြီလ၂ရက်နေ့မှယခုမေလအကုန်ထိယာယီပြစ်ခတ်တိုက်ခိုက်မှုရဲ့စေရေးကာလတတ်မှတ်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ထို့ကြောင့်နိုင်ငံတော်နဲ့ပြည်သူတို့၏အကျိုးစီးပွားကိုရှေ့ရှုပြီးတိုင်းရင်းသားလက်လက်ကင်ဖွဲ့စည်းများနဲ့တက်ဆိုင်သူများအနေဖြင့်လည်းယာယီအဖြစ်ခတ်ရဆဲထားခြင်းပေါ်အလေးထားစဉ်းစားပြီးလိုက်နာဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုကြောင်းမေအောင်နိုင်ကပြောဆိုပါသည်တို့ရတွင်ငလင်ပေးအကြောင်းပြ၍အပြစ်ရဲဆဲသည်ဟုစစ်ကောင်စီတပ်ကကြေညာထားတော်လဲလက်တွေ့တွင်စစ်တပ်ကပြင်ပြည်သူများကိုပြစ်ပတ်ထား၍လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်နေကြောင်း အာဆီယံနိုင်ငံတကာအနေဖြင့်ချစ်ကောင်စီဟန်ပြအတူရောင်လူသားချင်းစာနာမှုအပြစ်ခတ်ရဆဲရေးပေါ်ဆက်လက်ယုံကြည်မှုပေးရမှာဖြစ်တဲ့ကြောင်းအမျိုးသားညွေရဲ့အစိုးရ NUG တမရုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကမေလ29ရက်နေ့တွင် ပြောဆိုပါရယ်အာဆီယံပါဝင်အိန္ဒိယနိုင်ငံများနဲ့နိုင်ငံတကာတိုင်ဝမ်ဟာဆက်ကောင်စီရဲ့အတုအယောင်ဟန်ဆောင်လူသားချင်းစာနာမှုအပြစ်ခတ်ရဆဲရေးပေါ်မှာဆက်လက်ပြီးယုံကြည်မှုပေးနေဖို့မဖြစ်နိုင်တော့ပါဘူးမေလ၁၂ရက်နေ့ကသဂိုင်းတိုင်းဦးတိန်တွင်းရွာစာတင်ကျောင်းကိုဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်လို့ ကြောင်းသားလူမမင်းနဲ့ဆီယမအပါဝင်24ဦးထံမှနေတေကြေခဲ့ရပြီးတရားကြောထိခိုက်တံရရခဲ့တာဟာစစ်ကောင်စီရဲ့အယက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေထဲကမကြခင်ရရှိခဲ့တဲ့ခိုင်မာတဲ့အသက်တေသားတကတစ်ခုပဲဖြစ်ပါတယ်။အယက်သားတွေစာတင်ကြောင်းစေယုံစေခမကြံဘုံကျဲတိုက်ခိုက်မှုတွေနဲ့စက္ကစထံလေရင်စီရောင်းဝယ်နေတာတွေကိုပြင်းထန်စွာဆန့်ကျင်ပြီးဒီလိုမလုပ်အောင်လက်တွေ့ကြပြီးထိရောက်တဲ့ PRP အရေးယူမှုတွေဆောင်ရွက်တင်ပါတယ်ဟု UNG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောဆိုခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက2023ခုနှစ်ဇန်နဝါရီလမှ2025ခုနှစ်မေလ12ရက်နေ့အတွင်းစစ်ကောင်စီကစစ်ဖြစ်ပွားခြင်းမရှိသည့်ဒေသများတို့လေကြောင်းတိုက်ခိုက်မှု2900နီးပါးပြုလုပ်ခဲ့ကြောင်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးသူပေါင်း3000ကျော်ဒဏ်ရာရရှိသူပေါင်း9000ကျော်ရှိကာကလေးသူငယ်ရာချီတည်ဆုံးခဲ့ရကြောင်းစာသင်ကျောင်းပေါင်း240ပျက်စီးခဲ့ပြီးစေယုံစေခါနဲ့ဘာသာရေးစုပ်အုံပေါင်း900ကျော်ပျက်စီးခဲ့ကြောင်းသိရပါတယ်မေလ29ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာချက်တရထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် အာဆီယံ၏ဥဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောစစ်နကြသည့်တိုက်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်ရာမျိုးမရှိပါကအပြစ်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မည်မဟုတ်ကြောင်းတရားဝင်အသိပေးထုတ်ပြန်ထားပါသည်မော်ဘီတွင်စစ်ကောင်စီလက်တအတန်းဝိုင်းပိုင်းသည့်ဆိုင်ကားများလက်ပစ်ပုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရကြောင်းသိရပါသည်စစ်ကောင်စီလက်တနှင့်ပတ်သက်သူများကိုတိုက်ခိုက်မိဟုရန်ကုန်အာမေကအသိပေးထားကြောင်းသိရပါသည် ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာအချမ်းပတ်လေတပ်နဲ့ပတ်သက်ဆက်နွယ်နေသူတွေရဲ့စံကောင်းတွေကိုလက်ပစ်ပုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီ1အဖွဲ့တာဝန်ရှိသူကပြောပါတယ်။မေလ29ရက်မနေ့ကညနေပိုင်းမှာမော်ဘီမြို့နယ်တကြီးကုန်းရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့စံကောင်းတွေတုံးခန်းကိုမြို့ပြပျောက်ကြားတပ်ဖွဲ့တွေကလက်ပစ်ပုံးသုံးလုံးတွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်အာမီအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ တကြီးကုန်းရွာအုတ်ချုပ်ရည်မှုအောင်သူဟာလေတပ်အငင်းစားတိုင်ဝိုင်းကဖြစ်ပြီးညီပြစ်သူဟာလည်းလက်ရှိဝိုင်းရည်လေရင်ပေါင်းရင်လေတပ်အတွင်းတာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုကိုရန်ကုန်တိုင်းအတွင်းအခြေပြုလှုပ်ရှားနေတဲ့အနောက်ပိုင်းခရိုင်ပါကာဖာနဲ့ရန်ကုန်အာမီဝိုင်းရည်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။လေတပ်မှတာဝန်ထမ်းဆောင်နေတဲ့သူတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့ဆွေမျိုးမှန်သမျှကျွန်တော်တို့တိုက်ခိုက်သွားမယ်လို့တီးပေးပြစေလို့ရန်ကုန်အာမီ YA ဖွဲ့တာဝန်ရှိသူကပြောပါတယ် ရန်ကုန်အာမေရိကအဖွဲ့အနေနဲ့ယခုလမေလအတွင်းတိုက်ကြီးမြုံနယ်မြို့မရဲစခန်းပါဝင်လဲကူးမြုံနယ်ခမာရ1 1 1ဂိတ်ကင်စမ်းချောင်းမြုံနယ်တောင်ရွက်ွက်အုပ်ချုပ်ရေးမှုရုံးတို့ကိုလက်ပစ်ပုံပစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ထားတာဖြစ်ပါတယ်။ရေဒါရှင်မြုံနယ်ပဇုံမြောင်ကျေးရွာတွင်ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုကြောင့်စစ်သားတအူးတေဆုံးကြောင်းသိရပါတယ်။ ပဲဂိုးတိုင်းရေတာရှည်မြုံနယ်ပဇုံမြောင်းကျေးရွာတွင်၌ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးခဲ့ကြောင်းမိနကားစစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောပါရယ်မေလ28ရက်နနက်9:45မိနစ်အချိန်ရေတာရှည်မြုံနယ်ပဇုံမြောင်းကျေးရွာတွင်၌ အင်အား80ခန့်ပြင်တပ်ဆွဲပြီးပြည်သူပိုင်နေအိမ်များကိုဖျက်ဆီးကာရောင်းစားခြင်းနေအိမ်များတွင်မှပြည်သူပိုင်ပစ္စည်းများကိုဖောက်ထွင်းခိုးယူခြင်းများလုပ်ဆောင်နေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကင်းပုံးဝက်ပြီးချောင်းမြောင်းပစ်ခတ်တိုက်ခတ်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ရွာထဲမှာကအင်အား80လောက်ရှိတာအဲ့ဒီအင်အား80ကိုနေရာ၄နေရာလောက်ရွာထဲမှာခွဲပြီးတပ်ဆွဲထားတာပေါ့။အဲ့ဒီလိုတပ်ဆွဲပြီးတော့ပြည်သူနေအိမ်ထဲကပစ္စည်းတွေလာပြီးခိုးဖျောက်တာပဲ။ အဲ့လိုပဲလင်းလက်လို့ပြည်သူအိမ်တွေတက်ဖြတ်တာတွေဖြုတ်ပြီးရောင်းစားတာတွေတွတ်တွေခွာရောင်းတာတွေပြင်းတွေခွာရောင်းတာတွေအဲ့ဒါတွေရှိတယ်နောက်ပြီးတော့အိမ်ထဲကပစ္စည်းတွေခိုးတာတွေလုပ်နေတာအဲ့လိုလာခိုးရင်းနဲ့ကျွန်တော်ကင်းမုံအဖွဲနဲ့တွေ့တာတွေ့တော့ပြစ်ခတ်ကြတာအဲ့ဒီကူလာတဲ့အင်အားကတော့ခတ်မှန်း၁၀ယောက်နဲ့၁၅ယောက်ကြားလောက်ရှိမယ်ဒါပေမဲ့ရှေ့ကိုထွက်လာတာတော့နဲတာပေါ့အဲ့ဒီလိုဖွဲလိုက်ဖြတ်ကြတာဟုမိနကားစစ်ကြောင်းမှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော် P2370 တက်ရင်မှမိသားကရဲဘော်များကတိုက်ခဲ့ခြင်းဖြစ်ပြီးဗီဒူကာကွေတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်